မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစစ်ဖြူမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ25ရက်နေ့မနက်7:00နာရီကမှစစ်ဖြူမြို့ဘောလုံးကွင်းကနေထွက်လာတဲ့ကပ္ပစ21ကပ္ပစ22 လာကတ2336လာစခ9ခလာရ73တမခ88တို့ကစစ်ခွေးတွေနဲ့စုဖွဲ့ထားတဲ့အင်အား200လောက်ပါတယ်စစ်ကား15စီးကိုစိတ်ဖြူမြို့နယ်ဂွေးပင်ချောင်းချေးရွာအနီးမှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များက ချင်းတောင်ကျေးရွာအနီးမှာထမှန်ပြီးတော့စောင့်ကြိုတိုက်ခတ်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကားနှစ်စီးပျက်စီးသွားတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာဆလင်းမြို့နယ်တညောင်တိုက်နယ်လျှက်စစ်ခွဲရုံကစစ်ခွဲတွေကလက်နက်ကြီးများနဲ့ပြစ်ကူပေးတိုက်ခတ်ခဲ့ပြီးတော့စိတ်ဖြူဆလင်းကားလမ်းကိုလည်းစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။ အဲ့ဒီထိပ်တွေ့တိုက်ပွဲအတွင်းမှာချမ်းဘတ်စစ်တပ်ဘက်က9ဦးသေဆုံးက10ဦးထက်မနည်းအထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒေါ်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအနေနဲ့စီရင်အခြေအနေတွေကိုအမြဲတမ်းနားဆွနေဖို့နဲ့သတင်းထုတ်ပြန်ချက်တွေကိုလိုက်နာပူးပေါင်းဆောင်ရွက်ကြဖို့မြစ်တာရက်ခံကြပါတယ်လို့ရင်းနှီးသားကော်လမ်ကတောင်းရှိသူကပြောဆိုထားပါတယ်။ ၎င်းတက်ခတ်မှုကိုမကွေးတိုင်းပကဖရွေလျားစစ်ကြောင်းရေနေတာကောလံပခုတ်ကူခရံအမတ်ဆက်ကိုတက်ရင်နဲ့အမတ်လေးတက်ရင်တော့ကပူပေါင်းတက်ခတ်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ် KK Park မှာမနေ့ကညနေပိုင်းကပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီးတော့ BGF က KK Park တစ်ခုလုံးကိုအမှောင်ချတာကရှင်းလင်းရေးတွေလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဝါလာ26ရက်နေ့ညနေ9:00နာရီကျော်လောက်မှာမြောက်ရီမြို့နယ် KK ပတ်အတွင်းမှာပောက်ကွဲမှုထပ်မံဖြစ်ပွားပြီးတဲ့နောက်မိโกလုံးများထွက်ပေါ်လာတာကိုမြင်တွေ့ရတယ်လို့ပြောပါရတယ် အဲ့ဒီ KK ဘတ်အတွင်းမှာကြားဖြန့်လောက်ကင်သူများထွက်ခွာသွားပြီးတဲ့နောက် BGF ကနေစဉ်ဖောက်ခွဲမှုများလှုပ်ဆောင်ကရှင်းလင်းရေးတွေလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးပောက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မနေ့ကညပိုင်းမှာလည်း BGF က KK ဘတ်တစ်ခုလုံးကိုအမောင်ချထားကရှင်းလင်းရေးများဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။မနေ့ကညနေပိုင်းမှာလဲ KK ပတ်ထဲမှာဇက်တိုက်ကိုပောက်ကွဲမှုတွေဖြစ်နေပါတယ် BGF ကကြားဖြန့်ကိစ္စနဲ့ပတ်သက်တဲ့ဟာတွေကိုရှင်းလင်းရေးလှုပ်ဆောင်နေတာလို့ယူဆရတယ် ပေါက်ကွဲမှုဖြစ်ပြီးတော့မိโกလုံးတွေထွက်လာတာကိုမြင်နေရတယ်။ပေါက်ကွဲအားကတော်တော်ပြင်းတယ်။ထိုင်းဘက်ကန်းကအင်ကိုပါဘုံးစားလာထိတယ်။ခေါင်မိုးပေါက်သွားတယ်လို့ပြောတယ်။မနေ့ကညပိုင်းအထိကေကေပတ်ထဲမှာမီးတွေပိတ်ထားတယ်။အကုန်လုံးကိုအမှောင်ချထားတယ်။သူတို့ဘာသာရုပ်ရှင်ရိုက်နေတာလားတော့မသိဘူး။အရင်ရက်တွေဆိုရင်ညပိုင်းမှာပေါက်ကွဲမှုဖြစ်တာ မနေ့ကတော့ပိတ်ရလဲဖြစ်တော့ညနေပိုင်းလဲဖြစ်တော့လူတွေကပို့ပြီးမြင်နေရတာပေါ့ထိုင်းဘက်ချမ်းကတော့နေဆက်လုံးဂျုံရေးမှာအစစ်စစ်တွေတင်းကျပ်ထားတော့မယ်လို့နေဆက်ဒေသသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အလားတူပဲအော်တိုဘားလ25ရက်နေ့ညနေ9:00ကျော်လောက်ကလည်း KK ပအတွင်းမှာပောက်ကွဲမှုများဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ် အော်တိုဘားလာ22ရက်နေ့နဲ့23ရက်နေ့ကစတင်ပြီးတော့ GK ပတ်အတွင်းထဲမှာကြားဖြတ်လောက်ကန်နေသူများကို BGF ကနှင်ထုတ်ခဲ့ပြီးတော့အရေးကြီးတဲ့ကြားဖြတ်တရုတ်တထေးကြီးများကိုတော့ BGF ကခေါ်ထုတ်ကရွှေကုတ်ကို BGF အရေးတာများမှာခလုံးခွင့်ပေးထားတယ်လို့နေဆက်သတင်းရင်းများကပြောပါတယ်။ယနေ့အချိန်ထိ KK ဘက်ကထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးရောက်ရှိလာတဲ့လူဦးရေစုစုပေါင်း 1233ရှိနေပြီးတော့ထိုင်းအာဏာပိုင်များကစီစဉ်မှုများလှုပ်ဆောင်ကယာယီခိုလုံရေးစခန်းများမှာထိမ့်သိမ်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်မှာအကြမ်းဖက်စစ်တပ်အထိုင်းချတပ်ဆွဲထားတဲ့တမ်မဏိဆက်ယုံကိုတရခုံမမရှော့တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာ စစ်သား15ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့မှာမြင်းညံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကအင်အား200လောက်နဲ့အထိုင်ချတပ်ဆွဲထားတဲ့တမ်မနီစက်ရုံကိုတော်လိုင်းတပ်ဖွဲ့များကတရားခုံမမှာရှော့တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်က15ဦးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ မြင်းညာတမဏိဆက်ယုံကိုကျွန်တော်တို့တွေပြစ်ခတ်ခဲ့တာပါဆယ်လုံးပြစ်တာမှာရှစ်လုံးကအောင်မြင်တယ်ရှစ်လုံးအောင်မြင်တဲ့အထက်ကနေလေးလုံးကထိချက်ကောင်းကိုမှန်ပါတယ်အဲ့ဒီလေးလုံးကစစ်ခွေးတွေရှိတဲ့နေရာတဲ့တွေကိုကြောက်ရောက်ပောက်ကွဲလို့စစ်ခွေးတိုက်ဆုံတာများခဲ့ပါတယ်အဲ့ဒီနေရာမှာကစစ်ခွေးအင်အားက အယောက်200ဝန်းကျင်လောက်ရှိတယ်စစ်ခွေးတွေသေးတာကခံမှန်းကြီး15ဦးသေဆုံးတယ်ကျွန်တော်တို့ရဲဘော်တွေအထိကမရှိဝဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြင်းကြံ District Battalion 2ကတရဲမှုက ပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုမြင်းကြံခရိုင်မှတ်နေတဲ့ရဲ Burmese Guerrilla Force BGF မြင်းကြံ One More စစ်ကြောင်းနဲ့မြင်းကြံခရိုင်မှတ်သုံးတရဲတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့မှာ Grade 10ကျောင်းသူတအုပ်ကို Grade 12ကျောင်းသား၃ယောက်ကအတရအမှမရင်းကျစ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆက်လင်းမြို့အထက်ကတဲ့အထက်တန်းကျောင်းက Grade 10ကျောင်းသူနဲ့ Grade 12ကျောင်းသားတယောက်တို့ဟာသမီးကြီးစားတွေဖြစ်ပြီးတော့ကျောင်းသားကသူ့ရဲ့မွေးနေ့မှာဖျားသွားဖို့အတွက်ကျောင်းသူကိုချိန်ဆခဲ့တယ်လို့သိရပါဗျ။ အော်တိုဘလန်23ရက်နေ့မှာကောင်လေးကရီးစားဖြစ်သူသူ့ရဲ့ကောင်မလေးကိုမြင်းတင်ရက်ကွက်မှာရှိတဲ့ထီကြီးဖျားဘော်ကိုခေါ်ဆောင်သွားကသူနဲ့အတူပါလာတဲ့နောက်ထပ်တငယ်ချင်း2ယောက်နဲ့အတူဖျားဘော်မှာအရက်တောက်ခဲ့ကြတယ်လို့သိရပါဗျ။သူတို့၃ယောက်ရက်သေးစာတောက်စားမှုရပြီးတဲ့နောက်ကောင်မလေးကိုအတင်းအဓမ္မပြုကျင့်ခဲ့ကြပြီးတော့အဲ့ဒီလိုပြုကျင့်တဲ့အချိန်မှာကောင်မလေးရဲ့ရီးစားဖြစ်သူကကောင်မလေးကိုလဲပင်ညှစ်ချင်းပားရိုက်ချင်းဗဇက်ကိုပိတ်ထားခြင်းတွေကိုဝိုင်းပြီးတော့ပြုလုပ်ခဲ့ကြတယ်လို့သိရပါဗျ။တယောက်တက်လက်ဝိုင်းပြီးတော့မရင်းကျင့်ခဲ့ပြီးတော့ ဖုန်းနဲ့ဗီဒီယိုရိုက်ယူက Telegram မှာဖြန့်ဝေခဲ့ကြတယ်လို့ပြောပါရတယ်။အဲ့ဒီနောက်ကောင်မလေးက TG ဖျားပေါ်မှာသတိလက်မေမျောသွားခဲ့ပြီးသတိပြန်လည်လာတဲ့အချိန် ဖျားဘက်ကိုလာတဲ့လူတွေကိုလှမ်းခေါ်အကူအညီတောင်းခဲ့တာကြောင့်ဇလင်းစေးုံကိုပို့ဆောင်ပေးခဲ့တယ်လို့နေကန်တယောက်ကပြောပြထားပါဗျ။အာဓမပြုချင်းခဲ့တဲ့ចောင်းသား၃ယောက်နဲ့ဗီဒီယိုရိုက်ပေးခဲ့တဲ့ចောင်းသားတယောက်ကိုလက်ရှိဇလင်းရဲစခန်းမှာခေါ်ယူထိန်းသိမ်းထားပြီးတော့ចောင်းအုပ်ဆရာကြီးဆရာဆရာမတွေနဲ့ရဲတွေကအဲ့ဒီចောင်းသား၄ယောက်ဇလုံးအတွက်သိန်း900နဲ့အခြေအေးပေးဖို့ညှိနှိုင်းမှုတွေလုပ်နေတယ်လို့သိရပါဗျ။ဒီ၄ယောက်ပေါင်းပြီးတော့သိန်း900ရောချေးပေးရမယ်။ ရဲကနေပြီးတော့တောင်းဆိုတာဒီပြုကျင့်ခဲ့တဲ့ចောင်းသူမိဘတွေကတော့ဘာမှမပြောရဲရှာဘူးရဲကနေဈာကနေပြီးတော့ငွေညစ်တဲ့ပုံစံမျိုးနဲ့ဒီသတင်းကိုလည်းဖုံးပေးမဲ့သဘောမျိုးလို့ပြောတယ်လို့ဖြစ်စဉ်ကိုသိရှိထားသူတယောက်ကရှင်းပြထားပါတယ်အတရားရမှပြုကျင့်ခံရတဲ့ចောင်းသူဟာလက်ရှိအချိန်ထိစလင်းစေးယုံမှာဈေးကူတမှုခံယူနေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာဖမ်းမိခဲ့တဲ့စစ်တုံးမန်းတွေကတိုက်ရင်မှုတအုပ်နဲ့မြို့နယ်အုပ်ချုပ်ရေးမှုအပါအဝင်73ဦးဟာထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျွန်တော်တို့ဘက်ကပေါ့ရော့လို့ဖြစ်တာပါ။ခင်းဆောင်တဲ့သူတွေကိုရိုက်နှက်ပြီးတော့ထွက်ပြေးသွားတာတနက်တည်းလဲပါသွားတယ်။ ပါမှာပေါ့ဗျာကိုရီဘက်ကပော့ရော့လွန်းတာကိုလို့အင်းတော်မျိုးကန်သတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒီဖြစ်စဉ်ကအော်တိုဘားလဒုတိယဘက်ထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အင်းတော်မျိုးနယ်ပကဖကသတင်းကိုပြင်ပမထွက်အောင်ထိန်းထားတယ်လို့ဆိုပါတယ်။ထွက်ပြေးသွားတဲ့သူတွေထဲမှာတိုင်ရင်မှုတအုပ်နဲ့မျိုးနယ်အုပ်ချုပ်ရေးမှုအပြင်စစ်ကောင်စီဘက်ကအရာရှိတချို့ပါသွားတယ်လို့ဒေတာတွင်းစည်ရင်းနဲ့လူလူတော်လိုင်းရဲ့သတင်းတွေကိုဖော်ပြပေးနေတယ်။အင်းတော် Revolution IR ကမနေ့ကအော်တိုဘားလ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်တုံးမန်းတွေကတနက်3လက်ကိုလည်းယူဆောင်သွားတယ်လို့သိရပါဗါးအင်းတော်မျိုးကိုကာကွယ်တပ်ဖွဲ့တွေကမသိမ့်ပိုက်ခင်အရသာပြည်သူတွေကိုစစ်ကောင်စီကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖမ်းဆီးနှိပ်စက်မှုတွေမှာပူးပေါင်းကျူးလွန်ခဲ့တဲ့မြို့နယ်အုပ်ချုပ်ရေးမှုအပါအဝင်38ဦးကိုပြည်သူ့လုံခြုံရေးအဖွဲ့ကတရားချုံနှောင်ထားခဲ့ရာကနေ73ဦးလွတ်မြောက်သွားခဲ့တာလို့စုံစမ်းသိရှိရပါဗါးအင်းတော်မျိုးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကျောင်းသားတပ်မတော် ABSDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက NUG ကကွေးဝင်ကြီးဌာနအမတ်၁စစ်ဒေသရဲ့အစီအစဉ်နဲ့2025ခုနှစ်ဧပြီလ9ရက်နေ့မှာတည်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။တမခွန်ခွန်တမမှုဘုံမူးချုပ်အောင်တပ်ဦးနဲ့စစ်တုံးမန်းအများအပြားကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။ဘုံမူးချုပ်အောင်တပ်ဦးကိုတီးကြားနေရာမှာချုံနောင်ထားတာဖြစ်ပြီးတော့လက်ရှိထွက်ပြေးလွတ်မြောက်သွားတဲ့စစ်တုံးမန်းနေထဲမှာတော့မပါဘူးလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ စစ်တုံမန်းတွေထွက်ပြေးလွတ်မြောက်တာနဲ့ပတ်သက်လို့တာဝန်ရှိတဲ့သူတွေကတရားဝင်သတင်းမထုတ်ပြန်သေးပါဘူးဖြစ်စဉ်နဲ့ပတ်သက်လို့ NUG ရဲ့ကာကွယ်ရေးနဲ့ပြည်ထရေးဌာနကိုဆက်သွယ်မေးမြန်းဖို့စ조사နေပေမဲ့ဆက်သွယ်လို့မရသေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ကင်းတာနှစ်ရဲဘက်စခန်းမှာစခန်းတာဝန်ခံနဲ့လက်ထောက်ကြီးကြပ်ရေးမှူးထင်းလင်းဦးကအချင်းသားများကိုငွေကြေးချင်းချောက်တောင်းခံတဲ့အပြင်ရိုက်နှက်ဖိနှိပ်ခြင်းများကိုလည်းအကြီးအကျယ်လှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကင်းတာနှစ်ရဲဘက်အချင်းစခန်းမှာအချင်းသားများအနေနဲ့လွတ်လပ်စွာနေထိုင်ခွင့်ရှိတဲ့ကြက်ချံမှာနေမယ်ဆိုရင်တယောက်ကို25ဒိန် ငါးကံမှာနေမယ်ဆိုရင်တယောက်ကို330ဝတ်ချံမှာနေမယ်ဆိုရင်တယောက်ကို320မိဖို့ကြီးမှာနေမယ်ဆိုရင်15သိန်းငါးချံမှာနေမယ်ဆိုရင်ငွေချက်320ငွေချေးပေးမှသာနေထိုင်ခွင့်ရကြတယ်လို့သိရပါတယ်ဝတ်ချံတို့ငါးကံတို့မှာနေရင်လွတ်လွတ်လပ်လပ်အကုန်လုပ်လို့ရတယ်အခွင့်အရေးကလက်တဆုံးကိုနှိုက်လို့ရတယ်အရက်သေးစားကအစအိမ်ကမိမလာရင်လဲ အတူတူလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရှိတယ်အဲ့ဒါကိုစခန်းတာဝန်ခံကျော်မင်းထွန်းကတိတ်ချီပြီးတော့ကိုတောင်းနေတာလို့အချင်းစခန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဒါအပြင်ရဲဘက်စခန်းကိုအချင်းသားအစ်စ်ရောက်လာတဲ့အချိန်တိုင်းမှာငွေချင်းများချင်းချောက်တောင်းခံနေတယ်လို့သိရပါတယ်အချင်းသားတွေအပေါ်အလုတ်ချင်းကိုလည်းတနေ့အတိုင်းတာတဲ့ပုံမှုပြီးတော့ကြောက်တွေထုတ်ခိုင်းနေတယ်လို့ပြောပါတယ်အချင်းသားတွေအပေါ်အလုတ်စီခိုင်းတာကဘောင်ကြော်တဲ့အထီကိုခိုင်းပါတယ်အချင်းသားတီးတန့်ဆိုရင်အပြင်မှာတိုက်ခန်းတဲ့တခန်းတနာနေလို့ရတယ်အပြင်မှာအခန်းတီးတန့်ဆိုရင်တင်းကိုရာကနဲ ထိတောင်းပါတယ်။စကန်းတာဝန်ခံကဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိဘူးလို့အခြေစကန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါအပြင်ရဲဘက်စကန်းရဲ့လက်ထောက်ကြီးကြပ်ရေးမှူးတက်ထင်းလင်းဦးကအချင်းသားများအပေါ်ဆဲဆိုချိန်မောင်းပြီးတော့အရက်သေးစားတောက်စားမူးယစ်လေးရှိတယ်လို့ပြောပါတယ်။ဒါအပြင်အချင်းသားတွေအပေါ်ဖိနှိပ်ချုပ်ချယ်ရိုက်နှက်ခြင်းများလှုပ်ဆောင်နေပြီးတော့ထောင်ထဲမှာလည်းလူမိုက်မွေးငွေကြေးရှာစက်ကြီးကောက်ခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ